မင်းသမီးရောက်မထွက်ဘဲနဲ့အချင်းမောင်းရောက်တဲ့ဖတီးမနဲ့ကွတ်တီတူနေလို့လူပြောင်းများနေတဲ့မင်းမီကိုကိုအင်တာနက်ပေါ်မှာပြန့်နေတဲ့ဗီဒီယိုဖိုင်တစ်ခုကရုပ်ရင်နဲ့ပတ်သက်ပြီးတော့လူတွေဝေဖန်တာကိုခံနေရတာကတိရုပ်ဆောင်မင်းမီကိုကိုပါတချို့ကလည်းမင်းမီကိုကိုဟာချင်းမောင်းတဲ့ဖတီးမနဲ့တူရင်းဆိုပြီးတော့စားတော့နေကြတာဖြစ်ပါတယ်အားလုံးသိကြတဲ့မင်းမီကိုကိုဟာမြမရုပ်ရှင်လောကထဲမှာထူးခြားတဲ့မင်းမီတလက်လို့စွန့်ရမှာပါထို့သဖြင့်တော့မြမရုပ်ရှင်လောကပရိသတ်တွေဟာမောင်နေအောင်ချောမှမင်းမီလို့သတ်မှတ်ကြတာဖြစ်ပါတယ် ိုင်မဲ့လည်းမိမိကိုကတော့ဒီလိုမှုံနေအောင်ချောတယ်မင်းသမီးဖြစ်တယ်ဆိုရင်အယူဆကိုရိုက်ချိုးပြခဲ့တဲ့တပါလူမညာလောကကို MRT4 ရုပ်တံဇလန်းတွေကတဆင်ဝင်ရောက်လာခဲ့တဲ့တေဥဆောင်မင်းသမီးမိမိကိုကဟာဇလန်းတွေမှာတေဥဆောင်ကောင်းတာကြောင့်လည်းပရိသတ်တွေကချစ်ခင်သဘောကြအားပေးခြင်းကိုခံထားရတယ်ပါသူဖြစ်တော့ drama ရင်းဆိုရင်မိမိကိုကဟာတေဥဆောင်တော်တော်လေးကိုပိုင်နိုင်တာကိုတွေ့ရပါတယ်ဒါကြောင့်လည်းမိမိကိုကဟာရုပ်တံဇလန်းတွေတေဥဆောင်မိမိဘွားကနေရုပ်ရှင်လောကအောင်ထိုးပေါင်းရောက်ရှိလာခဲ့တာပဲဖြစ်ပါတယ် မိမိကိုကိုဟာဗီဒီယိုအစမှာ ပြောခဲ့သလိုတခြားမိသမီးတွေနဲ့ရှင်လိုက်ရင် ရုပ်ရည်ပိုင်းဆိုင်ရာအားနည်းမှုရှိပါတယ်။အဆိုပါအားနည်းချက်ကိုအသုံးချကလူတော်များများကမိမိကိုကိုကိုဝေဖန်မှုတွေမြင်းမြင်းထန်ထန်ပြုလုပ်ကြတာပါ။ဒါပေမဲ့လည်းမိမိကိုကိုဟာသူ့မအောင်ရုပ်ရည်နဲ့ပတ်သက်ပြီးတော့ဝေဖန်မှုတွေကြားရင်ကသူ့ရဲ့နှုတ်ပညာရင်းချင်းတရုံဆောင်ရည်တွေကိုအကောင်းဆုံးချပြနေသူပါ။ထို့ဖြစ်တော့ပြီးခဲ့တဲ့နှစ်တွေမှာဆိုရင်မိမိကိုကိုပါဝင်တဲ့သဘင်နဲ့မျှနင်းစီစက်ကောင်ဟာတော်တော်လေးကိုအောင်မြင်ပြီးတော့လူကြိုက်များတဲ့ ရုပ်ရှင်ဇာတ်ကားဖြစ်တဲ့နာမည်ကြီးနေပါတယ်။ဒါအပြင်တပင်တဲ့မြန်းနေစီဇာတ်ကားမှာမြန်းဆန်းကြည့်ဖြစ်တဲ့တရုတ်ဆောင်ခဲ့တဲ့မေမီကိုကိုဟာတရုတ်ဆောင်ကောင်းလို့ထိတ်တန်းမင်းတွေကိုကြောင်းလို့ပြီးတော့အကယ်ရီစုရနိုင်တဲ့မင်းတွေလက်ဖြစ်နေစောင်းဝဲမှာရေးပန်းစားနေကြတာပဲဖြစ်ပါတယ်။ဒါပေမဲ့မေမီကိုကိုဟာသူမရဲ့ရုပ်ရှင်နဲ့ပတ်သက်လာရင်တော့ဝေဖန်ခံနေရတော့မှာခုကမှလည်းမေမီကိုကိုတရားအင်တာနက်ပေါ်မှာတက်လာတဲ့ဗီဒီယိုဖိုင်တစ်ဖိုင်သာအချိန်မောင်းတဲ့ဖတီးမားနဲ့တူရင်းဆိုပြီးတော့ဝေဖန်ခံနေရချာတော့ ီဒီယိုထဲမှာတော့မေဘီကိုကိုရဲ့ shooting ရိုက်ခွဲမှာမေဘီဂျီနဲ့အီချောပိုရဲ့ရောက်ရှိနေကြတာကိုလည်းတွေ့ရတာပါဒီလိုနဲ့မေဘီကိုကိုနဲ့တူမေဘီဂျီအီချောပိုရဲ့တောင်းရောက်ဓာတ်ပုံတူတူရိုက်ကြတာပါဒီလိုအချိန်မှာတင်ဥဆောင်မေဘီမေဘီဂျီနဲ့အီချောပိုရဲ့ဟာမင်းသမီးပီတာဆိုနဲ့ထင်းထင်းရှားရှားချောချောမောမောလှလှပပနေပေမယ့်မေဘီကိုကိုကတော့အပြင်စင်ကကဘောကင်ကိုမိတ်ကန်လဲမပါတာမလို့မင်းသမီးနဲ့တော့မတူတော့ဘဲနဲ့တာမန်ရဲ့သူပုံစံမျိုးဖြစ်နေတာပဲဖြစ်ပါတယ် ဒါကြောင့်လဲပရိသတ်တွေကတော့မိမိကိုယ်ကိုယ်ရဲ့ဥပဒိယုတ်နဲ့တခြားသောမိမိရဲ့ဥပဒိယုတ်ကိုကွာခြားပုံတွေကိုပြောနေကြတာပါ။တချို့ကလည်းမိမိကိုယ်ကိုယ်ဟာချင်းပေါင်းတယ်ဖတီးမနဲ့တူတယ်လို့ဆိုပါတယ်။မိမိကိုယ်ကိုယ်ဟာလည်းသူယုတ်ဆိုးနေလို့အောင်းငင်ဝမ်းနေတဲ့မျက်နှာကိုအတိုင်းသားမြင်နေရတာပါ။ထို့ပြင်တော့မိမိကိုယ်ကိုယ်ဟာငိုကလေးကယုတ်ဆိုးရတဲ့အထက်မှာရုပ်ရှင်ရိုက်နေချိန်မှာမိတ်ကပ်မပါတာကြောင့်လည်းတော်တော်လေးကိုယုတ်ဆိုးနေတာပါ။ဒါကြောင့်လဲအောင်းငင်နေရပါမိမိကိုယ်ကိုယ်အနေနဲ့လူတွေလောင်ပြောင်ကြပါသိပေမယ့်စီနီယာမိမိတွေကိုအားနာလို့ ဓာတ်ပုံရိုက်ပေးလိုက်ရဟန်ရှိပါတယ်ဆိုပါဗီဒီယိုဖိုင်ဆောင်လင်ပရိသတ်တွေများစုကတော့မိမိကိုကိုဟာမိမိတယောက်ရဲ့ကိုယ်ရောင်ကိုဟာဥပဒေရုံမရှိဘူးလို့ပြောကြပါတယ်တချို့ကလည်းမိမိကိုကိုဟာချင်းမောင်းနဲ့ဖတီးမနဲ့တူရဲလို့ဆိုကြပြန်ပါတယ်တချို့ကလည်းမိမိကိုကိုဟာတဘာဝမင်းသမီးမလို့တေယုတ်ဆောင်ကောင်းရင်ရပြီဖြစ်ကြောင်းပုံနေအောင်ချုံးနေဖို့မလိုကြောင်းပြောပြလာတာပါအားဖြစ်ဖြစ်မိမိကိုကိုကတော့အောင်းငင်နေရှာမှာကတော့အမှန်ပါပဲဗီဒီယိုလေးကိုကြည့်နေကြတဲ့ပရိသတ်တွေကရောမိမိကိုကိုအားပိတ်ကြပါလား မိမိကိုကတကယ်ပဲဖတ်တီးမအချင်းပေါင်းနဲ့တူနေသလားဆိုတာပြောသွားကြပါအောင်ရှင်။